မင်္ဂလာပါခင်ဗျာရှင်ကိုခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်အစိုးရကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီးအကြီးအကဲတွေဖြစ်တဲ့သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်အတမင်ငယ်ပုဂ္ဂိုလ်အဖြစ်ဒေါ်အောင်ဆန်းစုကြည်တို့ကဆက်လက်ပါဝင်နေစေဖြစ်တယ်လို့ရှီရင်ဆွဲဝင်ကြီးတို့နဲ့ဒုဝင်ကြီးတို့တော့ပြန်လည်မပါဝင်တော့ဘဲအသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တယ်ဆိုပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုတ်ဘူးလို့ပြောခဲ့တဲ့ထိုင်းနိုင်ငံဂျိုင်းဝင်ကြီးကပဲ ရွေးကောက်ပွဲကတဆင့်နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စေဖို့မျှော်လင့်နေဆိုပြီးပြောလာပြန်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အမျိုးသားညီညွတ်အစိုးရကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီးအကြီးအကဲတွေဖြစ်တဲ့သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ဒေါ်ဆန်းစုကြည်တို့ကဆက်လက်ပါဝင်ဆဲဖြစ်သလိုရှီရင်ဆွေဝင်ကြီးတချို့နဲ့ဒုဝင်ကြီးတချို့တော့ပြန်လည်မပါဝင်တော့ဘဲအစ်စ်ပြင်ဆင်ဖွဲ့စည်းလိုက်တယ်ဆိုပါတယ်ဒါကတော့ ဒီဇင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲ MG ရဲ့ပြည်တော်စုလွှတ်တော်ကိုဇာပြူကော်မတီ CRPH ကပြီးခဲ့တဲ့2020ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာပြည်သူလူထုကဒီမိုကရေစီနှိကြအနှစ်လိုက်တဲ့အာဏာကိုကျင့်သုံးပြီး Federal Democracy ဗြိတိန်အရမြန်မာနိုင်ငံအစိုးရအဖွဲ့ကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့တရားဝင်ကြေညာလာပါတယ်။အဲဒီလိုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့မြန်မာနိုင်ငံအစိုးရမှနိုင်ငံတော်သမ္မတအဖြစ်ဦးဝင်မြင့် နိုင်ငံတော်ဤတမင်ငံပုဂ္ဂိုလ်အဖြစ်ဒေါ်ဆန်းစုကြည်တို့ကဆက်လက်ပါဝင်နေစေဖြစ်သလိုယာယီသမ္မတအဖြစ်ဒူဝါလရှိလတ်ကဆက်လက်တာဝန်ယူထားပါတယ်။ပြည်ထောင်စုအစိုးရအဖွဲ့မှာတော့ဝန်ကြီးချုပ်အဖြစ်မန်ဝင်းခိုင်တန်းကတာဝန်ယူထားပြီးဒေါက်တာဇော်ဝေစိုးကိုပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ခန့်အပ်ထားပါတယ်။အခြားသောဝန်ကြီးတွေအဖြစ်ဒေါ်စင်မအောင်ကမူလအတိုင်းနိုင်ငံရေးဝန်ကြီးအဖြစ်ပါဝင်ပြီးဥလွင်ကိုလက်ကပြည်ထဲရေးနဲ့လူမှုကြီးကြပ်ရေးဝန်ကြီးဥယီမုံကကာကွယ်ရေးဝန်ကြီး ဒေါက်တာလျံမုံစာခေါင်းကဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဥတည်ထွန်နိုင်ကစီမံကိန်းဗန္နာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလူမှုကူညီရေးအလို့သမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဂျာထွေပန်ကပညာရေးဝန်ကြီးဒေါက်တာရွှေပုံကကျန်းမာရေးဝန်ကြီးဒေါက်တာတူးခေါင်းကတယင်ဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးအောင်မျိုးမင်းကလူခွင့်ရေးဆိုင်ရာဝန်ကြီးဦးသိန်းဦးကတရားရေးဝန်ကြီးဦးစိုးသူရထွန်းကလက်စစ်နဲ့စွမ်းအင်ဝန်ကြီးအဖြစ်တာဝန်ယူထားပါတယ်ဒါအပြင် သက်ဆိုင်ရာဌာနတွေအလိုက်ဒုတိယဝန်ကြီးနေရာတွေကိုလည်းတာဝန်ယူထားတဲ့သူတွေရဲ့နာမည်တွေနဲ့တကွထုတ်ပြန်ချက်မှာဖော်ပြထားပြီးအဲ့ဒီလိုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အယူကြီးအစိုးရအဖွဲ့မှာငကိုရှိခဲ့တဲ့ဒေါက်တာဆာဆာဦးထင်လင်းအောင်ဒေါက်ခင်မမမျိုးမအီတင်စာမောင်းဒေါ်နော်ဆူဇနာလလဆူဦးမိုးဇော်ဦးအပါဝင်ဝင်ကြီးနဲ့ဒုဝင်ကြီးတချို့တော့ပြန်လည်မပါဝင်တော့ဘဲအစ်စ်ပြင်ဆင်ဖွဲ့စည်းထားတာကိုလည်းတွေ့ရပါတယ်ခင်ဗျတဖက်မှာ တော့ မြန်မာနိုင်ငံမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုဘူးလို့ပြောခဲ့တဲ့ထိုင်းနိုင်ငံသားကြီးဝန်ကြီးကပဲရွေးကောက်ပွဲကတဆင့်နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စေဖို့မျှော်လင့်နေဆိုပြီးပြောလာပြန်ပါတယ်။ဒါကတော့မြန်မာနိုင်ငံမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုမရှိတဲ့အပြင်ယုံကြည်စရာကောင်းတဲ့ရွေးကောက်ပွဲမျိုးမဟုတ်တဲ့အတွက်အတိမတ်မပြုဘူးလို့ပြောဆိုခဲ့တဲ့ထိုင်းနိုင်ငံသားကြီးဝန်ကြီးဟာယမန်နေ့ကပဲနေပြည်တော်ကိုတွားရောက်ပြီးအကြမ်းဖက်မင်းအွန်လိုင်း အကျန့်ဖတ်ညူဆော့အပါဝင်အကျန့်ဖတ်စစ်တပ်ခေါင်းဆောင်ဘိုင်းတွေနဲ့တွစ်ဆုံခဲ့တယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနကနေသတင်းထုတ်ပြန်လာပါတယ်။အဲ့ဒီတွစ်ဆုံမှုအပြီးမှာပဲမြန်မာနိုင်ငံမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုဘူးလို့ပြောခဲ့တဲ့ထိုင်းနိုင်ငံသားရေးဝန်ကြီးကပဲရွေးကောက်ပွဲကတစ်စက်နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စေဖို့မျှော်လင့်နေဆိုပြီးအကျန့်ဖတ်မြန်မာစစ်တပ်ခေါင်းဆောင်တွေစီကိုပြောကြားခဲ့တယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။ဒါအပြင် အဲ့ဒီထိုင်းနိုင်ငံဂျိုင်းဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာပဲလက်ရှိထိုင်းမြန်မာနယ်စပ်ဒေသတွေမှာငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတွေ့မြင်လို့တဲ့အကြောင်းနယ်စပ်အနီးစစ်စင်ရေးတွေကြောင့်ဒေသလူထုအပေါ်တက်ရောက်မှုတွေဖြစ်ပွားမှုကိုရှောင်ရှားနိုင်ဖို့အထူးသတိထားဆောင်ရွက်ဖို့ကိစ္စရပ်တွေကိုပါသဘောတူညီခဲ့တဲ့အကြောင်းတွေကိုလည်းဖော်ပြထားပါတယ်။ဒါအပြင်နပတ်စလုံးကမူရစေဝါနဲ့အွန်လိုင်းကြဖြန့်လိန်လယ်မှုတွေကိုတိုက်ဖြတ်ရေးမှာပူပေါင်းဆောင်ရွက်မှုတိုးမြှင့်မှုနဲ့အခုလာမယ့်ဒီဇင်ဘာလ18ရက်နေ့နဲ့18ရက်နေ့အထိ ထိုင်းနိုင်ငံကအေရှင်အဖြစ်လက်ခံကျင်းပမယ်အွန်လိုင်းလိမ်လည်မှုများတံပြန်ရေးကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာညီလာခံကိုလည်းမြန်မာဘက်ကကိုယ်စားလှယ်တက်ရောက်နိုင်ရေးကိစ္စကိုပါထိုင်းနိုင်ငံဂျာယီဝန်ကြီးကအကြံဖက်မြန်မာစစ်တပ်ကိုပြောကြားခဲ့တယ်လို့ဆိုထားပါတယ်တစ်ဖက်မှာတော့လက်ရှိမြန်မာနိုင်ငံမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးကိုဂူလာသမဂအာဆီယံနဲ့နိုင်ငံပေါင်း28နိုင်ငံပါဝင်တဲ့ဥရောပပါလီမန်အပါအဝင်နိုင်ငံတကာအတိုင်းအဝန်းကလက်မခံပဲစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တဲ့ဆိုပြီးအတိအထိပြောဆိုထားကြသလိုလက်ရှိပြည်တွင်းမှာလည်းစစ်တကားအခုအချိန်ထိလက်လွတ်ထားရတဲ့မြို့တွေနဲ့မြို့နယ်ပေါင်းများစွာရှိနေသေးတဲ့အပြင်အဲ့ဒီမြို့တွေနဲ့မြို့နယ်တွေမပါပဲသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်လေးတွေမှာသာမြန်မာပြည်သူအများစုထောက်ခံမှုမရှိတဲ့သူတို့ရဲ့ရွေးကောက်ပွဲအတူကြီးကိုတနိုင်ငံလုံးလွှမ်းခြုံနိုင်မှုမရှိတဲ့အခြေအနေနဲ့ပဲသူတို့စစ်တပ်ကိုထောက်ခံသူလူတစုနဲ့သာအတင်းအကျပ်ပြုလုပ်ဖို့စီစဉ်နေတာကိုလည်းမြင်တွေ့နေရပါတယ်ခင်ဗျတစ်ဖက်မှာတော့ ကချင်ပြည်နယ်ဖားကန်မြို့နယ်လုံခင်းကျေးရွာအောက်စုမှာရှိတဲ့မလောင်ကျေးရွာကိုအချက်ဖက်စစ်တပ်ကလေကြောင်းကနေဘုံနှလုံးကျက်ချမှုကြောင့်မိသားစုတစုတည်းကရသပီသူ၃ဦးသေဆုံးသွားပြီးခုနလသားအရွယ်ကလေးငယ်တဦးတည်းသာကြံ့ရစ်ခဲ့တယ်လို့ဖားကန်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီဇင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲဖားကန်မြို့နယ်လုံခင်းကျေးရွာအောက်စုမှာရှိတဲ့မလောင်ကျေးရွာကိုအချက်ဖက်စစ်တပ်ကဘာတိုက်ပွဲမှမဖြစ်ပဲဒရုန်းနဲ့လာပြီးဘုံကျဲသွားတယ်ဆိုပါတယ်။ အဲ့ဒီလိုအကြံဖက်စစ်တပ်ကကြဲချလိုက်တဲ့ဘုံသီးဟာမလောင်ဂျေဝါတဲကဥဇော်လွင်ဥရဲ့နေအိမ်ပေါ်ကိုကြောက်ရောက်ပကွက်သွားပြီးအိမ်ထဲမှာရှိတဲ့ကလေးငယ်ရဲ့အဖေရောအမေရောအပါဝင်မိသားစုဝင်၃ဦးစလုံးတည်ဆုံခဲ့ရပြီးခုနလသားအရွယ်ကလေးလေးတယောက်ထဲသာကြံ့ရစ်ခဲ့တယ်လို့ဖကန့်တရင်ရှင်မကပြောပါတယ်အဲ့ဒီကချင်းပြည်နယ်ဖကန့်မြို့နယ်အတွင်းပြီးခဲ့တဲ့မေလကတည်းကရောက်လာတဲ့အကြံဖက်စစ်တပ်ကပြည်သူတွေရှိရာနေရာတွေကိုတမင်တွေကဥတီတိုက်ခိုက်မှုတွေကြောင့်၆လကျော်အတွင်းမှာပဲရဲသားပြည်သူတည်ဆုံမှုဟာ အယောက်100နီးပါးရှိထားပြီးနောက်ထပ်ပြည်သူပေါင်းရာခနန်းလောက်ဟာလည်းဒဏ်ရာတွေရထားတယ်လို့စစ်တမ်းတွေအရာသိရပါတယ်။တရှိအချမ်းဖတ်စစ်တပ်ဟာသူတို့လက်လွတ်ထားရတဲ့မြို့တွေနဲ့မြို့နယ်တွေကိုပြန်လည်လိုချင်နေတဲ့အတွက်သူတို့စစ်တပ်စစ်ကြောင်းတွေတိုးလို့မရတဲ့နေရာတွေဆိုတိုက်ပွဲဖြစ်ပွားမှုမရှိလေ။ယသပြည်သူတွေနေထိုင်ရနေရာတွေကိုဓမင်းကဥတီပြီးအခုလိုလေကြောင်းကနေဘုံကျဲတက်ခိုက်မှုတွေကြောင့်ယသပြည်သူတွေဆုံးမှုတွေဟာလည်းဆက်လက်မြင့်တက်နေစေပဲဖြစ်ပါတယ်ခင်ဗျ။တဖက်မှာတော့ ရန်ကုန်ပြည်ကားလမ်းပိုင်းကို မကြာခဏစိုးသွလို့စီရေးအရနေမည်ရှင်းလင်းမှုတွေလုပ်လို့ရှိတဲ့တော်လန်ရေးတပ်တွေဟာရန်ကုန်ပြည်ကားလမ်းအနီးကင်းဘုံဝင်နေတဲ့စစ်သားတွေနဲ့ထပ်မံတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်ကနှစ်ဦးကတော့အသီးသီးတိတ်ကုန်ကြပြန်တဲ့အပြင်အဲ့ဒီစစ်သားမသားအလောင်းတွေကိုတော်တော်ကြာတဲ့အထိစစ်တပ်ဘက်ကလာမကောက်ဘူးလို့တရားဝရီ KMPD ရဲ့တရင်383နှစ်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါလေဒါကတော့ရန်ကုန်ပြည်ကားလမ်းပိုင်းကိုမကြာခဏစိုးသွလို့စီရေးအရ နေမြေရှင်းလင်းမှုတွေလှုပ်လေရှိတဲ့တော်လန်ရေးတက်တွေဟာဒီဇင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်ပြည်ကားလမ်းဘိုက်မှာရှိတဲ့လက်ပန်းမျိုးနဲ့မကြီးခွင်အရှိစုရွာစေပေါင်းအနီးကင်းပုံဝင့်နေတဲ့အချက်ဖက်စစ်တပ်ကတပ်သားတွေနဲ့လမ်းဘိုက်မှာတင်ထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်ကနှစ်ဦးကတော့ပြစ်ခတ်မှုတွေကြားမှာပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီးတဲ့နောက်ကင်းမုံစစ်ကြောင်းဟာရှစ်ဆက်မတိုးရတော့ပဲပြန်ဆုတ်သွားကြပြီး တည်သွားတဲ့သူတို့စစ်သား2ဦးရဲ့မပါအလောင်းကိုလဲယမန်နေ့ညာပိုင်းအထိကိုလာမကောက်ကြဘူးလို့ဒိုင်ယရီခိုင်း PDF တရင်383ည2ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီရန်ကုန်ပြည်လမ်းပိုင်းမှာအဂျမ်ဖတ်စစ်တပ်ကလည်းတော်လန်ရင်တပ်တွေကိုတိုက်ခိုက်ဖို့အတွက်ဆိုပြီးကင်းမုံဝစ်တာတွေရှိနေသလိုတော်လန်ရင်တပ်တွေကလည်းအဲ့ဒီလမ်းပိုင်းကိုမကြာခဏဆိုးသလိုစစ်ရေးအရနေမြေရှင်းလင်းမှုတွေလှုပ်လို့ရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ စကိုင်းတိုင်းဗမောင်းမြို့နယ်အတွင်းမှာရှိတဲ့ရွှေလုတ်ကွက်နေရာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်အရသာပြည်သူတို့ဦးသေးဆုံးထားတဲ့အပြင်နောက်ထပ်ပြည်သူ၅ဦးကဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားသလိုဗမောင်းမြို့နယ်ပါအဖအဖွဲ့ကလည်းထုတ်ပြန်ထားပါတယ်။ဒါကတော့ဒီဇင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲဗမောင်းမြို့နယ်တောင်ပိုင်းသုံးပင်ကျေးရွာအနီးမှာရှိတဲ့ရွှေလုတ်ကွက်နေရာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံတွေကျက်ချသွားတယ်ဆိုပါတယ်။အဲ့ဒီလို့ ဂျပန်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရွှေလုတ်ကွန်မှာရှိတဲ့ရင်သားပြည်သူတို့အသေဆုံးထားတဲ့အပြင် နောက်ထပ်ပြည်သူ9ဦးကဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားသလိုဗမောက်မျိုးနယ်ပအဖအဖွဲ့ကလည်းထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုအဂျပန်စစ်တပ်ကဘုံကျဲသွားတဲ့နေရာဟာတိုက်ပွဲဖြစ်ပွားတဲ့နေရာလည်းမဟုတ်သလိုဒေါ်လာရေးတက်တွေလည်းမရှိပဲရွှေဒွင်းတွေနဲ့တာမန်ပြည်သူတွေသာရှိတဲ့နေရာဖြစ်တဲ့အပြင်ဒေါ်လာရေးတက်တွေသိမ့်ပိုက်ထားတဲ့ဗမောက်မျိုးနယ်လည်းတော်တော်ကိုအလှမ်းဝေးတဲ့နေရာဖြစ်ပြီး အဲ့လိုရတားဒွေတာရှိတဲ့နေရာကိုစစ်တပ်ကတမင်တကာတစ်တီကြီးနိုင်ကိုဘုံကျဲသွားတာဖြစ်တယ်လို့လေဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းချောင်းဦးမြို့နယ်မှာရှိတဲ့ရတားပြည်သူတွေနေထိုင်ရာကြည်ကုန်းကျေးရွာမှာအချက်ဖက်စစ်တပ်ကဒဇာကန်ပြည်သူ၃ဦးကိုတပ်ဖြတ်လိုက်ပြီးတော့ပြည်သူပိုင်းပစ္စည်းတွေကိုပါခိုးယူပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့ကြတယ်လို့ချောင်းဦးဆရာတော်ကရန်ကုန်ခေတ်ကိုမိန်ကြားထားပါတယ်ဒါကတော့ဒီဇင်ဘာလ၂ရက်နေ့ကပဲ ။ချောင်းမြို့နယ်မှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာကြီကုန်းကျေးရွာအတွင်းကိုတနတ်တွေပြစ်ပေါက်ပြီးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ဟာသူတို့ဖမ်းဆီးလာတဲ့ဒဇာကန်ပြည်သူ၃ဦးကိုတပ်ဖြတ်လိုက်ကြတယ်ဆိုပါတယ်။အဲ့ဒီနောက်ကျေးရွာတွေကနေအိမ်တွေကနေပြည်သူ့ကံပစ္စည်းတွေကိုအဲ့ဒီအကြမ်းဖက်စစ်တပ်ဘက်ကတပ်သားတွေဟာစိတ်ကြိုက်ခိုးယူပြီးတော့ကားကြီးကားငယ်တွေနဲ့နေရောညပါသူတို့တက်ဆွဲထားတဲ့ရွာတွေကိုတည်ယူကြပြီးတဲ့နောက်နေအိမ်တွေကိုပါမိရှုဖျက်ဆီးခဲ့ကြတယ်လို့၆ဦးဆရာတော်ကမင်ကြားထားပါတယ်။အဲ့ဒီနောက် ရွာထဲမှာကျန်နေတဲ့အချက်ဖက်စစ်တပ်ဟာအနီးပတ်ဝန်းကျင်ကခြေရွာတွေဘက်ကိုလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်ဘေးပတ်ဝန်းကျင်ရွာတွေကပြည်သူတွေပါစစ်ဘေးတိမ်းရှောင်နေရပြီးအဲ့ဒီရွာထဲမှာရှိနေတဲ့အချက်ဖက်စစ်တပ်နဲ့တော်လန်ရေးတပ်တွေကြားတိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တာကြောင့်လက်တလောခင်မွန်၆စုံလန်း၆ဦးမဲ့တဲကျိုးလန်း၆ဦးအမြင့်လန်းတို့ကိုယာယီအတုံးမပြုတ်သေးပဲရှောင်ရှားကြဖို့ကိုလေ၆ဦးပကပကသတိပေးထားပါတည်တယ်ခင်ဗျ။ ဒီတစ်ခါနိုင်ငံတကာသတင်းပတ်မှာတော့ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတို့တကြောပြန်စစ်ပွဲပြန်ဖြစ်နေပြီးထိုင်းနေတက်ကကမ္ဘောဒီးယားစစ်ခန်းကိုဘုံကျဲတိုက်ခိုက်လိုက်သလိုကမ္ဘောဒီးယားနိုင်ငံကလည်းရုရှားနိုင်ငံထုတ်ဒုံးကြီးတွင်နဲ့ထိုင်းနိုင်ငံဘက်ကပြန်လည်ပစ်ခတ်နေတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြနေကြပါတယ်။ဒါကတော့ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မနက်8:00နာရီဝန်းကျင် လောက်ကစပြီးထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံနယ်စပ်မှာနှစ်နိုင်ငံနယ်မြေပိုင်ဆိုင်မှုအငင်းပွားတဲ့ကိစ္စနဲ့ပဲတကြောပြန်စစ်ပွဲပြန်ဖြစ်နေတယ်ဆိုပါတယ်။ အဲ့ဒီမှာထိုင်းစစ်တပ်ရဲ့လေတပ်ကနေဂမ်မောရီယာနယ်မြေအတွင်းမှာရှိတဲ့စစ်စခန်းအဖြစ်အသုံးပြုနေရာကာစီနိုယုံတစ်ခုကိုဘုံကျဲတက်ခိုက်လိုက်ပြီးဂမ်မောရီယာကလည်းထိုင်းနိုင်ငံဘက်ကရုရှားနိုင်ငံထုတ်ဒုံးကျည်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီးတော့အဲ့ဒီလိုနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့်မှာကနအူတိုက်ပွဲဖြစ်တဲ့အချိန်မှာပဲထိုင်းစစ်သားတို့ဦးသေဆုံးသွားပြီးနောက်ထပ်နှစ်ဦးဒဏ်ရာရထားတဲ့အကြောင်းကိုကနအူတိထားရတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားကြပါတယ်ဒီလို ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတို့တကြောပြန်စစ်ပွဲပြန်ဖြစ်မှုကြောင့်လောလောဆယ်တော့ထိုင်းဝန်ကြီးချုပ်ကအငင်းပွားနေတဲ့နှစ်နိုင်ငံနယ်စပ်ကိုတွားရောက်မဲ့ခီးစဉ်လဲဖျက်သိမ်းလိုက်ပြီးလုံခြုံရေးဆိုင်ရာရေးပေါ်အစည်းအဝေးခေါ်ယူထားသလိုထိုင်းစစ်တပ်ရဲ့အဆိုအရတော့ကမ္ဘောဒီးယားနိုင်ငံကလက်နက်ကြီးတွေအမြောက်တွေကိုအဲ့ဒီနယ်စပ်တစ်လျှောက်ရွှေ့ပြောင်းထားပြီးထိုင်းနိုင်ငံရဲ့လုံခြုံရေးကိုချိန်ချောင်းနေတယ်လို့ထိုင်းသတင်းတွေမှာဆိုထားပါတယ်လက်ရှိထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ဟာနှစ်နိုင်ငံနယ်စပ်မှာနေမြေအငင်းပွားမှုကြောင့် အခုနှစ်မေလမှာပဲပြစ်ခတ်မှုတွေစဖြစ်ပြီးဇွန်လမှာတော့ယာယီအပြစ်ရက်စက်ခဲ့သလိုအမေရိကန်သမ္မတထရန့်ကိုတိုင်ဂျာဝင်စစ်ဆက်ပေးပြီးတော့အဲ့ဒီနှစ်နိုင်ငံကြားအပြစ်ခတ်ရက်စက်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြပေမဲ့အခုခါမှာတော့ပြစ်ခတ်ရက်စက်မှု၅လကျော်အကြာမှာပဲထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ဟာတကြော့ပြန်စစ်ပွဲဖြစ်ပြန်လဲဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါရောရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ